ားလုံးမင်္ဂလာပါဗျာကျွန်တော်ကိုတိုက်ပဲဖြစ်ပါတယ်ဗျဒီနေ့မှာတော့ကျွန်တော်တွေတိတ်တိပောက်ခါတာပရိစိနီပြန်လည်းမြောက်ပြီးမှဖြစ်ပါတယ်ခွန်မန်နေဒီရမီနာတောင်းတာနဲ့မိတ်ဆွေတူပေါ့နော်ဆရာကြီးကျွန်တော်တို့ငွေကြေးလဲအဆင်မပြေလို့အကျွေးလဲအဆင်မပြေလို့အလုံးလဲအဆင်မပြေလို့မိသားစုလဲအဆင်မပြေခက်ခဲတွေများနေလို့အဲ့တော့ဒီလဲပေါ့ချင်တယ်အကျွေးလဲကြေးချင်တယ်ကံလဲကောင်းချင်တယ်ငွေကံလဲကောင်းချင်တယ်လောက်ကံလဲအဆင်ပြေချင်တယ်စပြည့်ဗာလေးလောက်အောင်မလဲဆိုပြီးလာမေးတဲ့မိတ်ဆွေရှိပါတယ်ဒါကြောင့်မို့အဲ့မိတ်ဆွေဒီနေ့မှာတော့ဒီကျွန်တော်ခုပြောပြမယ့်နီးနီးတစ်ခုကိုလုပ်လို့ရပါတယ်အဲ့ဒါတော့ တတိပောက်ပရိစိဏီပဲဖြစ်ပါတယ်တတိပောက်ပရိစိဏီကိုဆေးလို့ရှိရင်ခုနပြောတဲ့အဲတော့ကျွန်တော်တိတ်ထီတွေပေါက်တာတဲ့တို့ကြောင့်မို့တဏ္ဍာတိတ်ထီတွေအဥ္စာတိတ်ထီတွေပေါက်တဲ့တို့ကြောင့်မလို့ခုနပြောလို့ပဲငွေကြေးလဲဆင်းပြင်းမယ်အလုပ်ကိုင်းလဲဆင်းပြင်းမယ်ကျွန်တော်တွေအကျွေးလဲကြည့်မယ်အောင်မိသားစုလဲဆင်းပြင်းမယ်စပြစ်ပေါ့နော်ကျွန်တော်တို့ကဒီဆက်ဆက်ရာဆင်းပြောင်းဒီတိတ်ထီပေါက်ပရိစိဏီတွေကိုဆေးလို့ရပါတယ်ဗျာ အဲ့တော့ရမ်းလွတ်ပါတယ်ကျွန်တော်တို့တရားရှိလုံးပတိနဲ့ဒီတရားရှိလုံးပတိနဲ့ပုံတော့ဒီသတိဘပတိစင်ဒီကိုနှစ်ပိုင်း45ဗတ်ညပိုင်း45ဗတ်မနှစ်ပိုင်း45ဗတ်ညပိုင်း45ဗတ်ဒါလေးကိုတရားရှိတရားရှိလုံးပတိနဲ့စိတ်ပြေမှာဖြစ်ပါတယ်အဲ့တော့စိတ်မလေးကြတဲ့ရမ်းလွတ်ပါတယ်ဗျနမောအရဟံတိဋ္ဌိ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 ခါတာ နမောရံတေတိပရိတုံချနမောရံတေတိပရိတုံချပြီးတော့တရားရှိလုံးပတိနဲ့မနဲ့45ဘတ်ည45ဘတ်စိတ်ပြမှာဖြစ်ပါတယ်နမောအရဟံတေတိဒါလေးကိုကျွန်တော်တွေစိတ်ပြမှာဖြစ်ပါတယ်အရန်လွယ်တယ်เนาะအဲ့တော့ဒီဟာလေးကိုစိတ်နေစဉ်တွင်းမှာလဲကျွန်တော်တွေ သူတို့တိထားမှာလေးကတော့ဆဲတာဆိုတာ၄ကိုမူရနှုတ်မူရလေးလို့ထင်ပြမှာဖြစ်ပါလေ45ရတီတီရမပြက်ပဲစိတ်ပြမှာဖြစ်ပါလေဗျမနဲ့45ဘတ်ည45ဘတ်တရားရှင်လုံးပတိနဲ့စိတ်ပြမှာဖြစ်ပါတယ်အဲ့တော့စိတ်နေစဉ်တွင်းမှာလည်းကိုမူရနှုတ်မူရထင်ပြမှာဖြစ်ပါတယ်မိမတွေဆွေမျိုးတွေညီကောင်မတော်တွေလူကြီးသမားဆရာသမားတွေကိုပြန်ခံပြောတာတွေရံဖြစ်တာအော်ဟိညီယူဆောင်းမြောင်းတာတွေရံဖြစ်တာတွေမရဘူးရံဖြစ်လို့မရဘူးကိုမူရကြံနှုတ်မူရကြံတယ်လို့လို့မရပါဘူးအဲ့နှစ်ခုလေးလို့ထင်ပြမှာဖြစ်ပါတယ် ကိုကျန်းအာကျန်းရှာကျန်းနေလို့လို့ပြောလို့မရပါဘူးဒါလေးပါပဲအဲ့တော့ဒီဟာလေးကိုပို့ပြီး ထောက်ပံ့လေးကောင်းဖြစ်သွားအောင်လို့မယ်လူလူရေတရားလေးကတော့အဝါယုံပါတဲ့အသီးကိုအဝါယုံပါတဲ့အသီးကိုပေါ့နော်အဝါယုံအသီးကိုကျွန်တော် မိဘတွေဆွေမျိုးတွေရဟန်းတန်ဃာလေးတလရှင်ဆရာကြီးလေးလိုလူပေးရမှာဖြစ်ပါတယ်။ဥမာတလရှင်ဆရာကြီးလေးလူမယ်ဆိုလို့ရှိရင်ငပြောသည်တစ်ဖီးနဲ့ဝတ္ထုငွေနဲ့လူလိုက်မယ်။သို့မဟုတ်ကျွန်တော်တွေငပြောသည်တစ်လုံးနဲ့ဝတ္ထုငွေနဲ့ကိုတက်နိုင်သလောက်ပေါ့နော်။အဲ့တော့ဘလောက်ရေလို့မဟုတ်ဘူး။ဘယ်ချိန်ရေလို့မဟုတ်ဘူး။အစဉ်ပြေလွဲ့ချိန်ကိုတက်နိုင်သလောက်လူလို့ရပါတယ်။ဥမာ မိဘတွေဆိုလို့ရှိရင်တော့ငပြုတ်ဒီတဖီးနဲ့ဟိုမှာလိမ္မော်ဒီသုံးမဟုတ်တရက်ဒီအစားပြမနော်ပပဆန်လေးနဲ့လူပေးလိုက်မယ်အဲ့တော့ရဟန်းတန်ကလေးဆိုလို့ရှိရင်တော့ငပြုတ်ဒီတဖီးနဲ့ပဆန်လေးလူပေးလိုက်မယ်အဲစားပြပေါ့နော်ကိုတက်နိုင်တယ်လို့ပေါ့ဥမာခလေးလေးဆိုလို့ရှိရင်ငပြုတ်ဒီတယောက်တစ်လုံးနဲ့ ပတ်စံလေးနဲ့လူပစ်လိုက်မယ်အဲ့တော့ဒါမှမဟုတ်လေတည်တည်တလောက်တောက်တလုံးနဲ့အဲ့စားပြပေါ်တော့ကိုယ်အရက်မှာရှိတဲ့ပေါ်တဲ့ဟာကိုလူလူရပါတယ်အဝိုင်းရောပါတဲ့တိရတော့ဘာသီးနေနေရပါတယ်နော်ဘာသီးရလို့တတ်မှတ်မထားဘူးအဝိုင်းရောဆိုရပါပြီဒါလေးကိုလည်းလူပေးမယ်ခုနတည်တည်ပေါ်ပရိစိတ်ညီကိုလည်းစိတ်မယ်ခုနကုံမြတ်နုံမြတ်ကိုလည်းထိမ့်မယ်ဆိုလို့ရှိရင်တေချာပေါက်55ရုပ်အတွင်းမှာကျွန်တော်တို့ခက်ခဲတွေပြည်လင်မှာခက်ခဲတွေပြည်လင်မှာဖြစ်ပါတယ်ဗျဒီနေ့မှာတစ်ခုသတိထားမှာအရေးကြီးတာလေးတစ်ခုကတော့ပရိစိတ်ပြီးတိုင်းစိတ်ပြီးတိုင်းမှာကျွန်တော်တို့ဖြစ်ချင်တာတစ်ခုကိုစူတောင်းမယ်အင်းစုံနဲ့ဝေစုံနဲ့တွေ ိုမြင်တာဖို့အများပေးဦးလိုက်ပါမယ်ဒါလေးပါပဲအဲ့တော့ဖြူချင်တာတစ်ခုကတော့တချို့ကလည်းအဲကျွန်တော်တို့ကဒီခုကလောလဆယ်တသိတိပေါက်တာဆိုတော့ကြောင့်မို့ဟောမရရှိသေးစီစဉ်စမြာရရှိပါစေကျွန်တော်ထီပေါက်ချမ်းသာပါစေပေါ့ဒါပဲဒါဒါပဲကျွန်တော်တို့ထီပေါက်ပါစေငွေသိန်းကြီးရပါစေလူနဲ့တန်းနိုင်ပါစေအဲစားပြီးအဲ့လိုမျိုးလေးစူးတောင်းလိုက်ပေါ့ဗျာနော်အဲ့တော့အဲ့တော့တချို့ကလည်းနေသက်ထိုင်ခင်းနေအဆင်မပြေဘူးအဲ့တော့ဥဝင်တိုက်တာတွေရရှိပါစေ အဲ့တော့ကျွန်တော်တို့လူနေတဲ့နေပါစေအဲစားပြပေါ့နော်အဲ့ဒါမျိုးလေးတွေစူတောင်းလို့ရပါတယ်ကိုအစင်မြေတာစူတောင်းပါဗျာအဲ့တော့တထုပဲစူတောင်းပါဗျာဟို45ရဲ့ပြည့်မအောင်စိတ်ပါဗျာ45ရဲ့ရမပြတ်ပါစေနဲ့မနေ့45ဗညာ45ဗဒါလေးကိုစိတ်ပြီးတော့အထိတ်ထန်လေးဝင်ကြည့်ပါအဲ့တော့45ရဲ့ပြည့်အောင်စိတ်ပါပြီ45ရဲ့ပြည့်ကပါကမရရှိတော့စီစဉ်ဥစားများရရှိပါသည်အဲကျွန်တော်တို့တိန်းတီစုပေါက်ပြရသည်ငွေတွေ တက်ကြည့်ရပါသေးလူနေလူတန်းနေလုံးနေပါစေအစာပြေကိုဆူတောင်းလို့ရပါတယ်ဗျဒါလေးကိုမစ်စ်မြောက်လိုင်းမြောက်ပေးတာပါဗျာအားလုံးကျေးဇူးတင်ပါတယ်ခက်ခဲတဆူစာရှိနေခွန်မမရေကမေကတောင်းခဲ့ပေးလို့ရပါတယ်ဗျကျွန်တော်ခုလိုပဲပြန်လည်မြောက်ပေးပါတယ်ဗျာကျွန်တော်မင်းသခွန်သားသမီးအားလုံးလည်းကိုယ်စိတ်နှလုံးအေးချမ်းကြပါသည်အန်နေကေဘေးရှင်းကြပါသည်ကဲစိတ်ချမ်းသာတော့ကိုကျမ်းမာရှိကြပါစေဗျာ။စီမီရဲ live screen နေပြီးအားပေးကြလို့ရပါတယ်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ။